ာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ6ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မတူပီ resort လမ်းမကြီးပြုချက်ပြည့်စုံမှုကြောင့်ဒေသခံများအခက်အခဲကြုံတွေ့နေကြောင်းရောဒေသညောင်ကန်ရွာကိုစစ်ကောင်စီပုံကြေတိုက်ခိုက်မှုတွင်ပြည်သူ3ဦးပွေချင်းတေဆုံးက6ဦးတန်ရာရရှိကြောင်း လွယ်ကော်မြို့နယ်စစ်တပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား20ကျော်သေဆုံးပြီးလက်နက်ရှစ်လက်တင်စီရရှိကြောင်းတပိတ်ချင်းကြက်ရိုးပင်ရွာဘုံကြီးကျောင်းကိုစစ်ကောင်စီကလေရင်ဖြန့်ပုံကျင်းမှုတွင်တန်ကာတော်တပားပြန့်လွန်တော်မူပြီးပြည်သူ၄ဦးတန်ရာရရှိကဘုံကြီးကျောင်းပျက်စီးသွားကြောင်းနဲ့ ရုရှားဘီလာရစ်လောက်ဦးတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေ ILO ကစစ်ကောင်စီကို Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်မှုတွင်မြန်မာပြည်သူလူထုရဲ့အောင်ပွေးအဖြစ် NUG ကကျူးဆိုကြောင်းတို့ပဲဖြစ်ပါလိမ့်ရှင်မတူပီရီဇော်လမ်းမကြီးပြုတ်ချက်ဖြစ်စီမှုကြောင့်ဒေသခံများအခက်အခဲကြုံတွေ့နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ချင်းပြည်မကျပီမြို့နယ်တွင်မေလ29ရက်နေ့မှဇွန်လ3ရက်နေ့အထိဆက်တိုက်ရွာသွင်းခဲ့တဲ့မိုးကြောင့်မတူပီရီစွာလမ်းပိုင်းလမ်းပြုံမှုများအကြီးအကျယ်ဖြစ်ပေါ်နေပြီးဒေသခံများအခက်အခဲကြုံတွေ့နေရကြောင်းချင်းလန်ဒီဖ ens ဖော့စ်မတူပီထံမှသိရှိရပါတယ်။မတူပီရီစွာလမ်းပိုင်းနေရာအများအပြားတွင်လမ်းပြုံမှုများဖြစ်ပေါ်နေပြီး တချို့နေရာများတွင်လမ်းအရှိပေတရာခန့်နဲ့တချို့နေရာများတွင်ပေ90ခန့်ပျက်စီးမှုများရှိနေတဲ့အပြင်အချို့နေရာများတွင်ရွံ့ဖြတ်များဖုံးလွှဲနေခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ Chilean Defense Force မှတပီဂျိုယီဆူခွင်ရှိသူဆလိုက်နိုင်ဂျွန်ကင်ကလမ်းပိုင်းတွေကတော်တော်လေးပျက်စီးသွားတယ်။နေရာတိုင်းမှာတောက်လျှောက်လမ်းပြတာတွေတော်တော်များပါတယ်။ဆိုင်ကယ်လုံးဝသွားလို့မရတဲ့အခြေအနေဖြစ်သွားတယ်။ဆိုင်ကယ်ကိုလို6ယောက်လောက် ွားပြီးမှထမ်းမှာပဲတွားလို့ရမယ်အခြေအနေမျိုးမှာရှိတယ်လို့ချင်းလင်း channel သတင်းဌာနတို့ပြောဆိုထားပါတယ်။လမ်းပိုင်းပြည့်စည်မှုကြောင့်မီဇိုရမ်ပြည်နယ်မှာမတူပီမြို့နယ်သို့ပြန်လာကြတဲ့စစ်ပေးရှောင်များလည်းပိတ်မိနေပြီးရီဇော်မြို့နဲ့မတူပီရီဇော်ကြားကဂျေးရွာများတွင်တောင်ကျင်နေကြကြောင်းဒါအပြင်မတူပီမြို့နယ်တွင်ကျန်းမာရေးဆောင်ရှောက်မှုပေးရန်လာတဲ့ Chin Health Organization အဖွဲ့များကိုလည်း Chinland Defense Force မတူပီမှာ ကိုငွေပို့ဆောင်ပေးခဲ့ပြီးတောက်လျှောက်မသွားနိုင်တော့ဘဲကျေးရွာတရွာတွင်တောင်းတင်ရရှိတယ်လို့ဆိုပါရယ်ယခုတပ်ပုံတွေကဂျမအီဆောင်ရှောက်မှုလာတဲ့ CHO အဖွဲ့တွေကိုကျွန်တော်တို့ရဲဘော်တွေကဝိုင်းကူပြီးမှရှိတဲ့ပေါက်ပြားတွေနဲ့ပြန်ပေးတဲ့ပုံပေးဖြစ်ပါရယ်တချို့နေရာတွေဆိုရင်လုံးဝပြန်လို့မရတဲ့နေရာတွေရှိတယ် သူတို့လည်းတောက်လျှောက်မသွားနိုင်ဘူးပေါ့အခုမီဇိုရမ်ဘက်ကနေပြန်လာတဲ့စစ်ပေးရှောင်တွေလည်းမတူပီမြို့ကိုဝင်လို့မရဘူးဖြစ်နေတယ်။သူတို့ကလမ်းပြတ်တာမတည်ဘဲဒီတိုင်းလာတော့ကားတွေသွားလာလို့မရဘူးလို့ Chinland Defense Force မတူပီပြောရေးဆိုခွင့်ရှိသူဆလိုင်းနိုင်ဂျွန်ကင်ကဆက်လက်ပြောဆိုထားပါဗျ။ မတူပီရီစွာကြားကဂျေးရွာများရှိဒေသခံများဟာအခြေခံစားတောက်ကုန်များဂျမိုင်းဆောင်ရှောက်မှုများအတွက်ရီစွာမျိုးရှိဈေးဆိုင်များနဲ့ဈေးခံများအားအဓိကမြှခိုအားထားနေကြရကြောင်း Chilean Defense Force မတူပီမှအတက်ဖောက်ထားတဲ့ဖနိုင်တောင်ပလဝကြာလမ်းပိုင်းတွင်လေရည်ကြီးမှုနဲ့လမ်းပျက်စီးမှုများကြောင့်ခရီးသွားလာရန်အလွန်ခက်ခဲနေပြီးပုံမှန်6နာရီခရီးကို2ရက်3ရက်ခန့် ကြမဲ့နေကြောင်းသူအခြေအနေများကြောင့်ဒီသက်ခံများရဲ့နေဆင်းလုပ်ငန်းဆောင်တာများဂျမအင်းနဲ့ပညာရေးဝန်ဆောင်မှုများပြတ်တောက်နေပြီးအရေးပေါ်အကူအညီများလိုအပ်နေကြောင်းသိရှိရပါရဲ့ရှင်။ရောဒေတာညောင်ကန်ရွယ်ကိုစစ်ကောင်စီကပုံကျဲတက်ခဲမှုတွင်ပြည်သူ၃ဦးပွေချင်းတည်ဆုံးက၆ဦးတန်ရာရရှိသွားတဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေတိုင်းရောဒေတာစောမြုံညောင်ကန်ကျေးရွာကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမုံကျေးတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးပွေးချင်းတည်ဆုံပြီး၆ဦးတန်ရာရရှိကြောင်းသိရှိရပါတယ်ဂျွန်လ9ရက်နေ့နေ့လယ်နှစ်နာရီဝန်းကျင်တွင် မိထလာရှန်ဒီလီတက်ကနေတက်လာတဲ့ MiG 29 Jet Fighter တစ်စီးဖြင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲညောင်ကန်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရာ အပြစ်မိပြည်သူ၃ဦးပွေးချင်းတည်ဆုံက 6ဦးတန်ရာရရှိခဲ့တယ်လို့ရောအလင်းတန်ကဖော်ပြထားပါတယ်။အကြံဖက်စစ်ကောင်စီဟာငလင်ဘေးရန်ကြံလီထူထောင်ရေးအတွက်ဆိုပြီးဂျွန်လတ်၁ရက်နေ့မှဂျွန်လတ်30ရက်နေ့အထိအပြစ်ခတ်ရစေကြောင်းကြေညာထားပေမဲ့နိုင်ငံတော်လုံးကိုလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်းသိရှိရပါတယ်။ရောဒေတာကိုမေပင်တိတ်ပွေးဖြစ်ပွားခြင်းမရှိဘဲမကြာခဏဆူသလိုလေကြောင်းတက်ခိမှုပြိုလုံလေးရှိတာမို့ မိဘပြည်သူများအနေနဲ့အစအစအရာရာအထူးပြုစိတ်ကြရန်နဲ့လေကြောင်းတန်ခံနိုင်မဲ့ကတုတ်ချင်းတွေကိုမဖြစ်မနေပြုလုပ်ထားကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကအတိပေးထားတယ်လို့သိရှိရပါတယ်ရှင်။လွိုက်ကော်မြို့နီစစ်တပ်စခန်းနဲ့စစ်ကိုစစ်ကြောင်းကိုတက်ခိုက်မှုတွင်စစ်သား20ကျော်တေဆုံးပြီးလက်နက်ရှစ်လက်သိမ်းစီရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ဂရင်းနီပီလွယ်ကူမြို့နေတွင်စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား20ကျော်သေဆုံးပြီးလက်နက်ရှစ်လက်သိမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါသည်။ဇွန်လ3ရက်နေ့နံနက်9:00နာရီခန့်ကလွယ်ကူမြို့နေတပီကုံဘုံကြီးကျောင်းဝန်အတွင်အခိုင်အမာတက်ဆွေထားတဲ့တက်စခန်းကိုဂရင်းနီတိုလှန်ကြီးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထူထောက်တိုက်ခိုက်နေစဉ်စီဆိုင်မြို့နေဘက်မှထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုထပ်မံ၍ကြပ်ဖြတ်တိုက်ခိုက်ခဲ့ရာ အကြံပစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေးဆုံးကစစ်ကောင်စီတပ်သားများအုံပြူတဲ့ MA1 အမျိုးအစားတပ်နဲ့၅လက် AK47 အမျိုးအစားတပ်နဲ့တလက် MA4 အမျိုးအစားတပ်နဲ့တလက် RPG အမျိုးအစားတပ်နဲ့တလက်နဲ့အခြားလက်နက်ခေရန်များတင်ယူရရှိခဲ့ကြောင်း KNDF တို့လိုင်းရေးတရင်ရင်မြစ်ကပြောကြားထားပါတယ် KNDF တို့လိုင်းရေးတရင်ရင်မြစ်ကဒီလ3ရက် မနက်9:00နာရီလောက်မှာတက်ခိုက်ခဲ့တာပါ တပီကုန်းရွာဆိုတာကလွယ်ကိုမြို့နေထေကရွာပေါ့စစ်ခွေးတွေကတော့လွယ်ကိုမြို့ကနေထွက်ထိုင်တာများတယ်စစ်ကိုကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေ PNO တွေ့ပြီးလာတာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်အဆိုပါတိုက်ခိုက်မှုကို Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ်နှစ်နဲ့အတူ မြို့ဟာအမှတ်နှစ်အောက်ရှိတပ်ရင်းများမဟာမိတ်တပ်ပေါင်းစုများကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရီတပ်ဖွဲ့ဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။တပည့်ချင်းကျက်ရိုးပင်ရွာဘုံကြီးချောင်းကိုစစ်တပ်ကလေရင်ဖြန့်ပုံချိန်မှုတွင်တန်ကာရောတပ်ပါပြန့်လွတ်တော်မူပြီးပြည်သူ၄ဦးဒဏ်ရာရရှိကာဘုံကြီးချောင်းပြည့်စည်သွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန္တလေးတိုင်းပြည်ဦးလွန်ခရိုင်တပိတ်ချင်းမြို့နယ်ကြက်ရိုးပင်ကျေးရွာပုံကြီးကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကြီးချခဲ့ရာတန်ကာရိုတပ်ပါပြန်လူတော်မူပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ဂျွန်လ9ရက်နေ့ညနေ9:18နာရီအချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတပိတ်ချင်းမြို့နယ်ကျယူပင်ကျေးရွာပုံကြီးကျောင်းကိုအကျံဖက်စစ်ကောင်စီရဲ့တရားဥပဒေမှတက်လာတဲ့တိုက်လေရင်ဖြင့်ပုံကြီးချခဲ့ရာ တက်တော်69နှစ်အရွယ်ရှိတန်ကာတော်တပားပြန့်လွန်တော်မူပြီးအမျိုးသား3ဦးအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပင်ဦးလွန်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ပင်ဦးလွန်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမတာဝန်ရှိသူတို့ကပြန်လွန်တော်မူတဲ့ဆရာတော်ကတက်တော်က69နှစ်ဝါရော်ကတော့မတိရဘူးတိမ်ချောင်းဆောင်တဆောင်ပြစီသွားတယ်ဘုံကတော့တလုံးချေသွားတာ ဘောင်ဘလောက်ပုံလေတော့ခံမှန်းလို့မရဘူးလို့ရန်ကုန်ခက်တဲ့တရင်ချာနာထံသို့အတီးပြိုပြောကြားထားပါဗျ။အကြံပေးစက်ကောင်စီဟာဂျွန်လတရနေ့မှ30ရက်နေ့အထိယာယီအပြစ်ခက်ရက်စေးကြေညာထားတော်လဲရင်းကြေညာချက်ကိုချိုးဖောက်ကတဲ့ပွဲဖြစ်ပွားခြင်းမရှိပဲအယက်သားပြည်သူများနေထိုင်ရာကျေးရွာများမုံကြီးကျောင်းများစတင်ကျောင်းများကိုပြန့်မှတ်၍လေကျောင်းပြန့်ပုံကြီးတက်ခိုင်နေခြင်းဖြစ်ပြီးပြည်သူများအနေနဲ့ စစ်ကောင်စီနဲ့ဝေးရာတွင်နေထိုင်ကြရန်နဲ့လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံခုချင်းများတူထားကြရန်တော်လှန်ရေးတပ်ဖွဲ့ကနှိုးဆော်ထားတယ်လို့သိရှိရပါတယ်ရှင်။ရုရှား၊ဘီလာရုစ်လောက်တရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေ ILO ကစစ်ကောင်စီကို Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်မှုကိုမြန်မာပြည်သူလူထုရဲ့အောင်ပွဲအဖြစ် UNG ကကြိုဆိုတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ရုရှားဘီလာရစ်လောက်ကိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေအပီပီဆိုင်ရာအလုတ်သမားအဖွေချုပ် ILO ကစစ်ကောင်စီကို Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်ချက်ချမှတ်မှုမြန်မာပြည်သူလူထုရဲ့အောင်ပွဲအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုတ်သမားဝန်ကြီးဌာနကကြေဆိုကြောင်းဆိုပါရယ်ယမနစ်ဆွစ်ဇာလန်နိုင်ငံ Geneva မြို့၌ကျင်းပပြုလုပ်ရရှိတဲ့133ကြိမ်မြောက်အပီပီဆိုင်ရာအလုတ်သမားရေးရာညီလာခံ113 ILC တွင် ILO ကစစ်ကောင်စီရဲ့အခြေခံအလုပ်သမားအခွင့်အရေးလူအခွင့်အရေးချိုးဖောက်မှုများအထူးသဖြင့် ILO ရဲ့လွတ်လပ်စွာတင်ပင် ဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်89နဲ့အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29ရုပ်ကိုကျူးလွန်ချိုးဖောက်မှုများကြောင့် Article 33အရာစစ်ကောင်စီကို အရေးယူရန်ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ ILO ရဲ့ဆုံးဖြတ်ချက်ဟာမြန်မာပြည်သူလူထုရဲ့ အောင်ပွေးဖြစ်ပြီးမြန်မာပြည်သူလူထုကနှစ်ပေါင်းများစွာကြင်ကြန့်ခံရင်ဆိုင်ပြီးစစ်တပ်ရဲ့တနက်ကြီးဆန်များညီမျိုးစုံချင်းဖြစ်နေမှုများအမျိုးသမီးများအပေါ်လင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုများရဲ့တာပီတူလူထုနဲ့စာတင်ကြောင်းများ၌ပင်ရတင်ကြားနေတဲ့ကလေးငယ်များအပေါ်ပုံကျေတက်ခဲမှုများကြားထေတွင်ကြံ့ကြံ့ခံရင်ဆိုင်ခြင်းမှ ရရှိခဲ့တဲ့ဘီတူအောင်ပွေးဖြစ်ကြောင်း NUG ကဆိုပါရယ်ယခုကဲ့သို့စစ်အုပ်စုအားအရေးယူရေးဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် အမျိုးတိုင်းညီညွတ်ရေးအစိုးရရဲ့တုံးပွင့်ဆိုင်94အဖွဲ့ကိုစားမြန်မာနိုင်ငံအလုံတမတက်ပေါင်းစု MLA CTUM မှဦးမောင်မောင်ကညီလာခံတွင်ကနဦးအဖွဲ့အမှစကားတွင် တိုက်တွန်းပြောကြားခဲ့ပြီးတဆက်တည်းမှာပြင်အပီပီဆိုင်ရာအလုံတမတမကများအဖွဲ့ချုပ်ဒုတိယကိုစလီအမျိုးတိုင်းညီညွတ်ရေးအစိုးရရဲ့တုံးပွင့်ဆိုင်အဖွဲ့ဝင် အလုံတမကိုစလီတို့ဖြိုးစန္ဒာဆို MLA CTUM ကစေအုပ်စုရဲ့ အခြေခံအလုံတမာအခွင့်အရေးလို့အခွင့်အရေးချိုးဖောက်မှုများအနိုင်ကျင့်ဖိနှိပ်မှုများအကြမ်းဖက်လုပ်ရများအတွက် Article 33အရာအရေးယူခြင်းဟာလက်စားချေခြင်းမဟုတ်ဘဲမြန်မာပြည်သူလူထုရဲ့ကုန်သိက္ခာတရားမျှတမှုမြန်မာပြည်သူလူထုများရဲ့ဒုတက်ရေးဘဝပြန်လည်တည်ဆောက်ရေးအတွက်ဖြစ်ကြောင်းပြောကြားထားပါတယ်။ ILO မီလာခန်တွင်မြန်မာပြည်သူလူထုအားကူစားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအလုံတမဝန်ကြီးဌာနဦးဆောင်တဲ့အစိုးရလုံငန်းရှင်အလုံတမကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးမြန်မာဒီမိုကရေစီအရေးလှောက်ရှားမှုများနဲ့အခြေခံအခွင့်အရေးများပြန်လည်ရရှိရေးဂျူပန်းဆောင်ရွက်မှုများတွင် ယခုကဲ့သို့တမိုင်းတွင်မဲ့ဆုံးဖြတ်ချက်တရက်ချမှတ်လိုက်ခြင်းဟာမြန်မာပြည်သူလူထုအပေါ်တကဘာလုံးနဲ့ ILO တို့ကမြက်ွေပြုတ်မထားကြောင်းကိုမျက်မြင်သက်သေပြလိုက်ခြင်းဖြစ်ကြောင်း UNG ရဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် မြန်မာပြည်သူများအပေါ်တွင်ဖိနှိပ်တပ်ဖြတ်နေတဲ့ဆရာအုပ်စုရဲ့အကြံဖက်လုပ်ရများကိုကမ္ဘာအလေတွင်ဖော်ထုတ်ပြသနိုင်ခဲ့ခြင်းလေးဖြစ်ကြောင်းမြန်မာပြည်သူလူထုနဲ့အတူ ILO အဖွဲ့ဝင်နိုင်ငံများမှအစိုးရလုပ်ငန်းရှင်အလုပ်သမားကိုယ်စားလှယ်များနိုင်ငံတကာတွင်ရှိနေတဲ့အလုပ်သမားများအလုပ်သမားတမကအဖွဲ့ဝင်များကောင်းဆောင်များကမြန်မာပြည်သူလူထုနဲ့အတူတတားရင်းယက်တီကြောင်းပြသခဲ့ခြင်းလေးဖြစ်ကြောင်း NUG ကဆက်လက်ပြောဆိုထားပါတယ်။ စေအုပ်စုကို article 33အရာ အရေးယူမဲ့ကိစ္စကိုအဆိုတင်သွင်းတဲ့အခါတွင်မြန်မာစစ်အုပ်စုနဲ့တကဘာလုံးကိုနိုင်ထက်စီးနှင်းပြိုအနိုင်ကျင့်ရန်ကြိုးစားနေတဲ့ရုရှားဘီလာရစ်လာအိုတရုတ်နိုင်ငံတို့ကကန့်ကွက်ခဲ့ကြတော့လေတို့တော့ယခုငီလာခံတို့တက်ရောက်လာကြတဲ့အလုရှင်ကိုယ်စားလှယ်များအလုတမားကိုယ်စားလှယ်များနိုင်ငံတကာမှတက်ရောက်လာကြတဲ့စီးပွားရေးကိုယ်စားလှယ်များမှတခေနဲ့ထောက်ခံခဲ့ကြကြောင်းသိရှိရပါတယ်။ Article 33ဆုံးဖြတ်ချက်အောင်ပွဲဟာတကမ္ဘာလုံးတွင်ရှိနေကြတဲ့စစ်အုပ်စုနဲ့စစ်အုပ်စုရဲ့အပေါင်းအပါများကိုလက်နက်ရှိတိုင်းနိုင်ထက်စီမင်းလှုပ်ဆောင်ရမိရအကြောင်းကိုတည်တည်ပြတ်ချင်းလေးဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုအပြေဝလက်ခံကျင့်သုံးတဲ့ ILO သုံးဖွင့်ဆိုင်ရန်တရားတွင်တည်ရှိနေတဲ့နိုင်ငံတကာအစိုးရများအလို့ရှင်များအလို့သမားများအနေဖြင့် မြမပြည်သူလူထုရဲ့ဘဝကိုမျက်ကွေမပြုတ်ထားပဲတသားရဲ့ရည်တည်ပြီးစေအုပ်စုအနေနဲ့နိုင်ထက်စီနင်းပြုံးမှုများကိုမိသူကမျှလက်မခံနိုင်ကြောင်းပြပြတတာပြတနိုင်လက်ချင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်ချင်းလက်ချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရနိုင်ကြပါစေရှင်